အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒါရီပုံမြင်လေးကတော့မေရော့ကိုတင်းနေစွန်းတနတ်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စစ်တင်းဆက်တို့အန်နာပါနတ်ပြည်မှာတည်ရှိနေခဲ့တဲ့မေရော့ကတော့အကောင်းမွန်ဆုံးစွန်းတနတ်ကိုစောင့်မျှော်နေခဲ့ပါတယ်သူမပြောင်းရည်နေခဲ့တဲ့အချိန်မှာပဲသူမရဲ့တပည့်တပန်းတယောက်အရောက်ရှိလာခဲ့ပါတယ်မေရော့ဘာကိစ္စများရှိလို့လဲ ဘာလို့များစိတ်ထဲကနေအရန်ကိုပျော်ရွှင်ပြီးပြုံးရှင်နေရတာလဲဘလောက်တောင်မှမွေတဲ့မွေရနံလေးကဒီလောက်တောင်မှမေတော့ကိုဇွဲဆောင်နေရတာလေအရန်ကိုကောင်းတဲ့စွန်တနာကိုစောင့်မျှော်နေတာငါကိုကိုကိုွယ်ယုံကြည်ရဲ့သူတယောက်ကဒီစွန်အမြဲတမ်းကတ်လူချမ်းလေးရှိတယ်သူရဲ့စိတ်စေတနာကိုအတိမတ်ပြိုတဲ့အနေနဲ့အခုလိုမျိုးငါစောင့်မျှော်နေရပါသူကအမြဲတမ်းဒီစွန်ကိုကတ်လူချမ်းလေးရှိတယ် ငါသူ့ရဲ့စွန်းအနှံ့ကိုရတဲ့အခါတိုင်းလူပြေကိုယ်တော်မှတွားကျင်စိုက်တဲ့တဖွာဖွာပေါ်ပေါက်လာမိရဲ့ဘလို့စွန်းတော်များလဲထူဆန်းတဲ့စွန်းတော်မို့လို့ဒီလောက်တောင်မှသဘောကျရတာလားကျွန်တော်ကတော့အရန်ကိုတည်ကျင်နေပြီမဲတော့သူကိုယ်တိုင်းအမြဲတမ်းကလူတန်းတဲ့စွန်းကအရန်ကိုအရသာရှီလို့နေဆိုရင်တော့မဲတော်လေးလူပြေကိုစင်းသွားလိုက်ပါလားသူရဲ့အင်ကိုသွားပြီးတဲ့အခါကြားလို့ရှင်တော့သူကိုယ်တိုင်းချက်ပြုတ်ထားတဲ့ဇွန်တော်တွေကိုကိုယ်တိုင်းကိုကြောက်ဖုံးပေးခဲ့လို့ရတာပဲလေ။ဒါပေါ်ဒါပေါ်သွားရမယ်။သွားမယ်သွားမယ်။ အချိန်တခုရောက်ဖို့အတွက်ကိုပဲစောင့်မျှော်နေရအချိန်တခုရောက်လာတဲ့အခါကျရင်တော့သူ့စီကိုကျမချင်းတီပေါက်သွားမယ်ပြောဆိုပြီးနောက်မှာတော့မေတော်ကလည်းပြုံးရင်နေခဲ့ပါလိမ့်မေတော်ပြောနေတဲ့အမျိုးသမီးကတော့ရွာလေးတစ်ရွာမှာသူရဲ့မိသားစုဝင်တွေနဲ့ attitude နဲ့ထိုင်နေပါလိမ့်နေရူပမာကတော့ဟိုးအရင်ကလေးကမေတော်ကိုယုံကြည်ကိုကိုွယ်လာခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါလိမ့်တယောက်ကြားကတော့ bus ကမောင်းတဲ့ driver တစ်ယောက်ဖြစ်ပါလိမ့်ယောက်ျားဖြစ်သူကတရက်အလုံးခရီးသည်တွေကိုလိုက်ပါပို့ဆောင်ရှင်လုပ်ငန်းခွင်မပေးနေရလေးရှိပါတယ် တရက်အလုံးအလုပ်တွေကိုပေပေမမန်လုပ်ပြီးတဲ့အချိန်ညမိုးချုပ်သွားတော့မှအင်ကိုပြန်လာရကြပါရဲ့ဒီအခါမှာတော့သူလည်းတတော်လေးကိုပင်ပန်းနေခဲ့ပါပြီကံမိမရဲ့ဒီနေ့အလုံးလုံးရတာအရင်ကပင်ပန်းနေကွာအလုပ်တွေကလည်းအရင်ကများတော့နေလေအခုပင်ပန်းနေပြီဆိုတော့ဘိုက်ကလည်းစနေပြီမင်းထမင်းခိုးပေးလိုက်ထမင်းစားပြီးသွားတဲ့အခါကျလို့ရှင်တော့ငါခဏလေးအိပ်ရမယ်မနှကြရင်လည်းငါအစောကြီးထပြီးတော့အလုပ်ပြန်သွားရအောင်မယ်မင်းဒီနေ့ဘာတွေများပြင်ဆင်ထားလဲပြောပါအောင်ကွာ ကဲရှင်အကြွေဆုံးကျမပဲမုတ်လောက်ထားတယ်ပဲဟိုသေးချာကြိတ်ပြီးတော့ကြော်ထားတာနော်သမင်းလေးနဲ့စားလိုက်မယ်ဆိုရင်တော့အရန်ကိုပြေဆုံးသွားမှာမြုပ်သီးကြောက်လေးကရင်ပေါ့ရှင်အေးကောင်းတယ်ကောင်းတယ်ကောင်းတယ်မင်းကသမင်းဟင်းချက်တာအရန်ကိုကြော်တာဆိုတော့အမင်းဘာပဲချက်ချက်အကောင်းဆုံးဖြစ်နေမှာဒီဟင်းကတော့ငါအကြိုက်ဆုံးပဲပေါ့ဒါရီစားပြီးရင်တော့ပင်ပန်းမှုတွေအားလုံးပျောက်သွားလိမ့်မယ်ခဏကြာသွားခဲ့တဲ့အခါမှာနီရိုပမာကလည်းတယောက်ကြာကိုသမင်းဟင်းချပေးခဲ့ပါတယ် ကောင်းနေမိမရဲ့တကယ်ရန်ကိုအရသာရှိပြီးတော့စားလို့ကောင်းတာပဲမင်းရဲ့လက်မှာမှုအစွမ်းတွေရှိနေဒါပဲဖြစ်ရမယ်တကယ်ရန်ကိုအရသာရှိပြီးကောင်းမွန်တဲ့မဟုတ်တွေကိုမင်းတက်တက်ချာချာလောက်တတ်တယ်နော်အားကြောင့်ပဲကျမရှင်ပြောနေရပေါ့ကျမကိုယ်တိုင်ဆိုင်လေးတဆိုင်ဖွင့်တော့ပါမယ်ဆိုနေမှကျမဒီမဟုတ်တွေကိုရောင်းမယ်ဆိုလို့ရှင်တော့အတော်လေးရောင်းရမှာတိလားမဟုတ်တာမင်းရလေကွာငါတရားအောင်လုံးရှိနေရတာနဲ့မင်းအလုပ်လုပ်မယ်မလုပ်ပါနဲ့ငါရှိနေရတာနဲ့မင်းအလုပ်လုပ်တာကိုတော့ငါလည်းမကြည့်ချင်ပါဘူး ပြီးတော့ရှေ့ဆက်ပြီးမင်းအလုံးလုံးမယ်ဆိုတဲ့အကြောင်းငါ့ကိုထပ်ပြီးတော့မပြောနဲ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ငါဘာမှမစွေးနှွေးချင်ဘူးဒီလိုနဲ့ပဲရက်တွေကုန်ဆုံးနေခဲ့ပါတယ်တကယ်မှာတော့နေတို့မရောက်ကြဖြစ်တော့အလုံးကနေကားကိုထားပြီးအိမ်ကို ပြန်လာနေခဲ့တဲ့အချိန်မှာပဲကားလန်ကူးနေကားတစီကသူ့ကိုတိုက်သွားတဲ့အတွက်အကြောင်းမို့လို့အရေးပေါ်စေးုံတင်လိုက်ရပါတယ်ဒဏ်ရာရအများကြီးရရှိသွားခဲ့တဲ့အတွက်အကြောင်းမို့လို့သူထတာမထနိုင်တော့ပါဘူးဆရာဝန်ကလည်း2လ3လလောက်အနားယူဖို့အတွက်ပြောဆိုသွားလိုက်ပါတယ် ခမရဲ့အယိုးတွေကအတော်လေးကိုအားနေနေရအခုချိန်မှာတန်ရာတွေကလည်းအများကြီးရထားတာဆိုတော့ခမအနေနဲ့လက်အနေငယ်လောက်အနားယူဖို့ကြောလိုအပ်လိမ့်မယ်ခမအနေပြန်ကောင်းဖို့အတွက်ဆိုလို့ရှိရင်တော့ခဏလောက်အချိန်ပေးရမှာဖြစ်တဲ့အတွက်ခမသေးချာအနားယူလိုက်ပါဒီလိုနဲ့နေမကောင်းဖြစ်နေတဲ့ဘီကာရှ်တယောက်ကလည်းအိမ်မှာပဲလှဲပြီးနေခဲ့ရပါတော့တယ်အိမ်မှာပတ်ဆက်ရှာနေတဲ့သူကတော့သူတယောက်တည်းပဲရှိတာပါ။သူအလုံးမသွားခဲ့တဲ့အခါမှာတော့အင်းရဲ့ဇာဝင်းနေကြီးကအတော်လေးကိုခတ်ခဲ၊ဆင်းရဲသွားခဲ့ပါရဲ့ လေလိုပမာကလည်းတယောက်ကြားရဲ့အခြေအနေကိုကြည့်ပြီးစိတ်ပြတ်ဝမ်းနေနေခဲ့ရပေါ့ကိုချိန်မှာတော့တယောက်ကြားရဲ့စေဘွားကအတွက်သူ့မှာပတ်စံမရှိတော့ပါဘူးအဲ့ဒါနဲ့အတူတူအိမ်မှာစားတောက်ဖို့လည်းဘာမှကိုမကြံတော့တာပါတရားမှာတော့သူ့မှာလုံးဝကိုစိတ်ပြတ်ဝမ်းနေသွားခဲ့တဲ့အတွက်ကြောင့်မို့လို့ဖခင်ကြောင့်ကိုသွားလိုက်ပါတယ်ဖခင်ကြောင့်ကိုသွားပြီးနောက်မှာတော့မေတော့ရဲ့စင်တူတော်အရှိမငုံငုံပြီးဆူတောင်းနေခဲ့ပါတော့တယ်ဒီအချိန်မှာပဲဖုန်းတော်ကြီးကသူ့စီရောက်လာခဲ့ပြီးတော့ပြောခဲ့ရပေါ့ဘာဖြစ်တာလဲတမီးတော်လေးရဲ့အဆင်ပြေရဲ့လားနေပါလို့များငိုနေရတာလေ ဘာပြဿနာတွေများရှိလို့လဲငါ့ကိုပြောပြပါအောင်ငိုနေနေနေလို့ပမာကလည်းဘုံတော်ကြီးကိုကိစ္စတွေအားလုံးပြောပြလိုက်ပါတယ်တနာကျင်တာတည်းဘုံတော်ကြီးကလည်းနေလို့ပမာအတွက်ဆန်းစီဂျုံစာလိုအပ်တဲ့ရိတ်ခါတွေကိုပေးလိုက်ပါတယ်အဲ့ဒါနဲ့အတူတူပတ်စံအနေငယ်ကိုလည်းပေးလိုက်ပါသေးတယ်အင်ကိုပြလာတာနဲ့တမကလည်းထမင်းဟင်းချက်ပြုတ်လို့ပြီးတာနဲ့သူယောက်ျားကိုကြွေးခဲ့ပါတယ်ခဏနေပါအောင်အိမ်မှာဘာမှလည်းမကြံတော့ဘူးလေထမင်းဟင်းချက်ဖို့အတွက်ဆန်ရောဂျုံရောရှိတာမဟုတ်တော့တာကိုမင်းဒါရီကိုဘယ်ကနေပြီးတော့ယူလာခဲ့တာလဲ ျမဖះကြောင်သွားပြီးတော့ဖះရှိခိုးနေခဲ့တဲ့အချိန်မှာဖုန်းတော်ကြီးရောက်လာတယ်လေသူကကျမကိုအကူအညီပေးနေနဲ့ဒါရီကိုပေးခဲ့တာပြီးတော့ကျမကိုတုံးဆွဲဖို့အတွက်အဆင်ပြေအောင်ဆိုပြီးတော့ပတ်စံနဲ့နေအောင်ပေးသွားသေးတယ်ဒါနဲ့ကျမမအခုပတ်စံလည်းအရင်နေရှိနေပြီဆိုတော့လေကျမမုတ်ရောင်ရင်ကောင်းမလားရှင်ဒါမှလည်းကျမပတ်စံရမှာအေးပါမိမရဲ့အင်းရဲ့အချိန်တွေကလည်းအလောက်တောင်မှဆိုးရွားနေပြီဆိုတော့ငါအနေနဲ့ဘာမှလည်းပြောလို့မရတော့ဘူးအရင်ကြောင့်ကလေးကတော့ငါမင်းကိုဒီအလုပ်တွေလုပ်ခွင့်ပေးခဲ့မယ်ဆိုလို့ရှင်တော့ငါတို့လည်းဒီအခြေအနေဖြစ်လာမှာမဟုတ်ဘူးနော် ဒီလိုနဲ့နေတို့မားကလည်းမုံဆိုင်လေးဖွင့်ဖို့အတွက်လိုအပ်တာတွေကိုစတင်ပြင်ဆင်ရပါတယ်။သူမလိုအပ်တဲ့ပစ္စည်းတွေကိုအားလုံးဝယ်ယူခဲ့ပြီးအိမ်မှာမုတ်တွေကိုတတိတခြားလုပ်ခဲ့ပြီးနောက်မှာတော့ရွာတကာမှာလိုက်ပါလှည့်ရောင်းခဲ့ပါတော့တယ်။ကဲကဲကဲပဲကြော်တွေရမယ်။အရသာရှိတဲ့ပဲကြော်တွေရမယ်နော်။အရသာအရန်ရှိတဲ့ပဲကြော်တွေပါ။မနက်မိုးလင်းကနေညနေဆောင်သွားခဲ့ပါတယ်။ဒါပေမဲ့သူမလှုပ်ထားတဲ့မုတ်တစ်ခုမှရှောင်းလို့မထွက်ခဲ့ပါဘူး။စိတ်ပြတ်ဝန်းနေသွားခဲ့တဲ့နေတို့မားကလည်းတပင်အကြီးကြီးရဲ့အောက်မှာထိုင်ပြီးတော့ဝန်းနေနေခဲ့ပါတယ်။ သူမမေတော့ကိုလည်းတိုင်တင်ဆူတောင်းနေခဲ့မိပါတယ်။မေတော့ကျမကကိုကြီးပေါင်းရှင်ကျမကကိုကြီးပေါင်းကျမအရန်ကိုဒုက္ခရောက်နေပြီ။ကျမမှာရှိတဲ့ပတ်စံတွေအကုန်လုံးကိုလည်းဒီမော့ကိုလှုပ်ဖို့အတွက်ပဲရင်းနှီးလိုက်ရတာ။အခုလောလောဆယ်ကျမလက်ထဲမှာပတ်စံတပြားမှမကျန်တော့ဘူး။အခုဒီမော့တွေကရောင်းလည်းမရောင်းရဘူးဆိုတော့ကျမတို့ဒုက္ခအကြီးအကျယ်တွေးတော့မှာပဲ။ကျမလက်ထဲမှာပတ်စံတပြားမှမကျန်တော့ဘူးမေတော့ရဲ့ကျမဘာရှေ့ဆက်လို့ရမလဲရှင်။ဒီအချိန်မှာပဲအသက်9နှစ်အရွယ်မင်းကလေးတယောက်သူ့စီကိုရောက်လာခဲ့ပါတယ်။ အမေကြီးရေဘာရီမြအလောက်တောင်စိတ်ပြတ်ဝမ်းနေနေရတာလေစိတ်ပြတ်နေတဲ့အရာတွေအားလုံးတမဟုတ်ချင်းပျောက်ကွယ်သွားမှာပါ။နေရပဲသူများလည်းတမီးလေးရဲ့ကျမဒီနာကနေပြီးတော့ဖြတ်သွားနေရဒီအချိန်မှာပဲအရန်ကိုမှွေးတဲ့ပဲကြောင်အနံလေးကိုရလို့ဒီဘက်ကိုလှည့်လာခဲလိုက်ကြပါ။အရန်ကိုဘိုက်ဆောင်နေလို့ပါအမေကြီးရေဒီမုတ်လေးကိုကျွေးလို့ရမလားယင်။အေးအေးအေးရတယ်ရတယ်ဘိုက်ဆောင်ရဲဆိုလို့ရှင်တော့ထည့်ပေးလိုက်မယ်စားနော်။ကြိုက်သလားဘိုက်အဝါစားဟုတ်ပြီလား။အခုဝယ်သူတယောက်မှလည်းရောက်လာမှာမဟုတ်ဘူးဆိုတော့နင်းပဲစားလိုက်ပါတော့ကွယ်။ဒါပေမဲ့ကျမစီမှာပတ်စံမရှိဘူးနော်။ ကဲစာစာစာပတ်စံပေးစရာမလိုဘူးဒါကိုပဲဝအောင်စားလိုက်တော့မိန်ကလေးငယ်လေးကလည်းမုတ်တပွဲယူပြီးနောက်မှာတော့နေရာကနေထွက်ခွာသွားခဲ့ပါတယ်။ဒီလိုမှကလည်းတစ်ပင်အောက်ကနေသူရဲ့မုတ်ပန်းလေးကိုတဲပြီးပြန်ထွက်လာခဲ့လိုက်တာပေါ့။သူအိမ်ကိုပြန်တော့ဖို့အတွက်ဆုံးဖြတ်ပြီးရှောက်လာနေခဲ့တဲ့အချိန်မှာပဲသူ့ဆိုင်ကိုဝဲသူတွေအများကြီးရောက်လာခဲ့ပါတယ်။ကဲကဲကဲအမကြီးအမကြီးနေပါအောင်ပြာနေပါအောင်ကျွန်တော်တို့ကိုလည်းမုတ်ရောင်းသွားအောင်လေ။ဟုတ်တယ်ဟုတ်တယ်ကျွန်မအတွက်ကိုလည်းတပွဲအမြန်ဆုံးထည့်ပေးပါအောင်ရှင်။ ဒီလိုနဲ့ဝဲသူတွေအများကြီးကလည်းသူဆိုင်ကိုရောက်ရှိလာခဲ့ကြပြီးမုတ်တွေကိုအပါတရားစားတောက်ခဲ့ကြပါရီ။ကြောက်တူကြရတဲ့အခါမှာနီလိုမှလည်းဝမ်းသာပျော်ရွှင်သွားပါရီ။သူမဝမ်းသာပျော်ရွှင်စွာနဲ့အင်ကိုပြန်လာခဲ့ပါရီ။နောက်နေ့မှလည်းသူမမုတ်တွေကိုရောင်းဖို့အတွက်ထပ်မံသွားရောက်ခဲ့ပေမဲ့မိန်ကလေးငယ်လေးသူမဆိုင်ကိုမရောက်လာမချင်းသူမမုတ်တွေမရောင်းရခဲ့ပါဘူး။မင်းကလေးငယ်လေးရောက်ရှိလာခဲ့ပြီးသူမစီကမုတ်တပွဲယူဆောင်သွားတာနဲ့အဝဲသူတွေကကြိတ်ကြိတ်တို့ရောက်ရှိလာတတ်ပါတယ်။ဒါကတော့နေ့စဉ်နေ့တိုင်းလိုလိုဖြစ်နေခဲ့ပါပြီ။ ဒါကြောင့်နေလူပွားကလည်းနေစဉ်နေတိုင်းကလေးငယ်လေးကိုမုတ်ကြွေအလကားကြွေလိုက်ပါတယ်ဒီကလေးမလေးအတွက်ကြောင့်ပဲသူမစီးပွားရေးအခြေအနေကောင်းမွန်နေခဲ့တာပါအချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာသူ့ယောက်ျားဖီကာစ်လည်းလုံးဝနေပြန်ကောင်းကျန်းမာသွားခဲ့ပါတယ်ဒီအချိန်မှာသူကလည်းသူ့ရဲ့မိန်းမနဲ့အတူတူမုတ်ကြွေကိုနေရာဆုံးမှာလိုက်ရောက်ကြပါတယ်ကဲတမီးလေးရေနင်းမယ်ဘလို့ခေါ်လဲပြီးတော့နေတာလေကျမနေရာမှာကအမ်ဘာပါကျမကတော့ဟိုးပုံမှန်နေရာလေဒါနဲ့မိသားစုဝင်တွေကဘယ်သူတွေရှိလဲ ကျွန်မတယောက်တည်းပဲနေရပါရှင်ဟုတ်လားဒါဆိုရင်တော့အနေငါနဲ့အတူတူအိမ်ကိုလိုက်ခဲ့ခြင်းလားအိမ်မှာနောက်ထပ်ထမင်းဟင်းတွေအများကြီးလုံကျွေးမယ်လေနေလို့ပမာကကလေးငယ်လေးကိုခေါ်ဆောင်လဲခဲ့ပြီးထမင်းအမျိုးမျိုးလုံကျွေးလိုက်ပါရင်တောင်းလေးရတော့ကလေးငယ်လေးနေထိုင်ပြီးနောက်မှာတော့တရက်မှရုတ်တရက်ကြီးပျောက်ကွယ်သွားပါရင်နှစ်ယောက်သားကလည်းကလေးငယ်လေးကိုနေရာစုံမှလိုက်ရှာကြပါရင်အကိုကြီးအကိုဂင်းကကောင်းကင်ရွာကဘယ်နားမှရှိတာလဲကျွန်တော်လဲရွာတကာကိုရှောက်သွားနေရပါဒါပေမဲ့ဒီနမယ်နဲ့ရွာကိုတော့ကျွန်တော်လဲတခါမှမကြဘူး မဟုတ်ဘူးရှိတယ်ရှိတယ်အဲ့ဒီရွာရှိတယ်အမ်ဘာကအဲ့ဒီရွာကနေလာခဲ့တာညမွေဆုတ်သွားတဲ့အခါမှာငုံနေနေတမအိပ်ပျော်သွားပါတယ်ဒီအချိန်မှာပဲတမရဲ့အိမ်ဝအချိန်မှာမိန်းကလေးငယ်လေးကိုတွေ့လိုက်ရပါတယ်အချိန်ခဏအတွင်းမှာမိန်းကလေးငယ်လေးကလည်းမဲတော့အဖြစ်ပြောင်းလဲသွားပါတယ်ငါပြောသားပဲနင်းဘွားမှာအရာအလုံးပြေဆုံးသွားပါလိမ့်မယ်ဆိုနေမှာမဲတော့ကျမရှိမှရှိနေရကိုကျမမမှတ်မိနိုင်ခဲ့ဖို့မဲတော့ကိုယ်တိုင်ကျမအကူအညီပေးဖို့အတွက်လာခဲ့တယ် ဒီနောက်မှာတော့သူကလည်းသူ့ယောက်ျားကိုကိစ္စတွေအားလုံးပြောပြလိုက်ပါတယ်။အခုဆိုရင်တော့သူတို့မို့တွေကအရင်တောင်းကထပ်ပို့ပြီးရောင်းရနေခဲ့ပါပြီ။ပတ်စာလည်းအများကြီးရှာနိုင်သွားခဲ့ပါတယ်။နှစ်နေငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာသူတို့ကိုပိုင်ဆိုင်လေးတစ်ဆိုင်ကိုလည်းဖွင့်လှစ်နိုင်သွားခဲ့ကြပါပြီ။ပတ်စာအများကြီးလည်းရှာခဲ့ကြတာပေါ့။လအနေငယ်အတွင်းနေလို့ပမာတယောက်ကိုဝင်လိုက်ဆောင်ထားခဲ့ရပါတယ်။ကိုယ်လာကြမြင်သွားခဲ့တဲ့ခါမှာချစ်စရာကောင်းတဲ့တမီလေးတယောက်ကိုသူမမွေးဖွားပေးခဲ့ပါရဲ့ခလေးလေးနာမည်ကိုတော့သူမကအမ်ဘာလို့ချပေးလိုက်ပါရဲ့ နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့အဖေါ်အုပ်ကိုပြုစုဖို့ကိုယ်တိုင်ကိုယ်ကျရောက်လာရမယ်တော့ဆိုတဲ့ပုံမြင်ပဲဖြစ်ပါရဲ့။ရှောင်းဆိုတဲ့သူတယောက်ကတော့သူ့ရဲ့မိန်းမရှိပါနဲ့အတူတူရွာငယ်လေးတစ်ရွာမှာနေထိုင်နေခဲ့ပါရဲ့။ရှောင်းကတော့အရင်ကတည်းကမဲတော်ကိုကိုယ်ကိုယ်ယုံကြည်သူတိုးပဲဖြစ်ပါရဲ့။ရှူဘောကလည်းလက်မထခင်တုံးကလေးကတခြားမဲတော်တပါးကိုကိုကိုွယ်ယုံကြည်သူတို့ပေါ့ဒါကြောင့်သူတို့အိမ်မှာရှိတဲ့ဖျားကန်တဲမှာတော့မဲတော်နှစ်ပါးလုံးရဲ့တပ်ပုံကိုကိုကိုွယ်ထားခဲ့ကြပါရဲ့ မေတော့ကိုဖျားရှိခိုးဖို့အတွက်စောနာတင်ဖို့အတွက်နှစ်ယောက်သားပဲတော့မမေ့ကြပါဘူးရှမ်ကတော့တစ်ခုတ်သမားတူဖြစ်ပါတယ်သူကတော့တစ်ခုတ်ပြီးရှာဖွေစားတောင်းနေကြတာပါတို့နှစ်ယောက်လက်ထပ်ထားခဲ့တာရှင်းနှစ်ကြော်ကြသွားခဲ့ပြီးဆိုပေမဲ့အခုချိန်ထိခလေးမရကြသေးပါဘူးဒီအချိန်မှာရှိုးဘွားကလည်းတဖြည်းဖြည်းနဲ့ဖျားသခင်ပေါ်ကိုယုံကြည်မှုနဲ့ပါလာခဲ့ပါတယ်နောက်ပိုင်းမှာတော့ဒီမော့တတော်လေးဒေါသကြီးရဲ့အမျိုးသမီးတယောက်တောင်ဖြစ်လာခဲ့ပါတယ် ဒါပေမဲ့ရှောင်းကတော့ဒီလိုမဟုတ်ခဲ့ပါဘူးသူကတော့မေတော်ကိုယုံကြည်ကိုယ်ကွယ်နေစေပါပဲယုံကြည်မှု စိတ်အားထက်သန်စွာနဲ့အမြဲရှိခိုးပူဇော်လေးရှိပါသည်မေတော်ဘလောက်ပဲအခက်အခဲတွေဒုက္ခတွေရှိနေပါစေမေတော်ကျွန်တော်တို့ကိုအကူအညီပေးနေတယ်ဆိုတော့ကျွန်တော်သိပါတယ်မေတော်ကျွန်တော်နဲ့အတူတူအမြဲရှိတယ်မဟုတ်လားကျွန်တော်ကတော့ဘာတစ်ခုကိုမှစွန့်ပူပန်ခြင်းမရှိပါဘူးရှင်ကဘာကိုစွန့်ပူပန်မှလဲရှင်ကမနဲ့အစောကြီးအိမ်ကနေထွက်သွားတယ်ညနေခင်းမှာပတ်စံလေးနည်းနည်းရှာပြီးတော့အိမ်ကိုပြန်လာတာလေဘော်ရီများစွန့်ပူပန်စရာရှိနေလေ ကျမတယောက်တည်းအိမ်မနေရတာဘလောက်တောင်ခက်ခဲပင်ပန်းလဲဆိုတော့ကိုသိရလားအိမ်လုံးတွေအားလုံးကိုကျမတယောက်တည်းပဲလုပ်နေရတာအေးပါကွာအေးပါဟုတ်ပါပြီဟုတ်ပါပြီအဲ့လောက်ထိလဲဒေါသတွေထွက်မနေပါနဲ့ဒေါသထွက်တာမကောင်းဘူးလေကွာမင်းကျမ်းမာကြီးထိခိုက်သွားအောင်မယ်မင်းမစွန့်ပူပန်တွေရှိနေတယ်ဆိုလို့ရှင်လဲဘာမှအရန်ကြီးစွန့်မနေပါနဲ့မေတော့ကိုပဲလွှဲထားလိုက်မေတော့အစဉ်ပြောင်းလှုပ်ပေးလိုက်မယ်ဆိုတဲ့ယုံကြည်ချက်မျိုးထားနော်ဟုတ်ပြီလားမေတော်စင်းရဲ့ဒုက္ခတွေအကုန်လုံးကိုဖယ်ရှားပေးမှာပေါ့။တော်ဇတ်မှာဘာမှလည်းမဟုတ်ဘဲနဲ့ရှောက်ပြောမနေနဲ့ ကျမတို့ဘယ်တော့မှကောင်းကောင်းမွန်မွန်နေခဲ့ရတယ်ဆိုတာမရှိဘူး။အရင်တုန်းကလည်းဆင်းဆင်းရဲနေခဲ့ရတယ်အခုလည်းဆင်းရဲနေတော့ပဲလေ။ဘော်ရီများပြောင်းလဲသွားလို့လေ။ရှင်ဘော်ရီများဒီလောက်ကြောင့်ယုံကြည်နေလဲကျမလည်းမသိတော့ဘူး။ကျမတို့နည်းနည်းလေးမှယုံကြည်မရှိဘူး။ရှင်ကျမကိုပြောနေလို့သားကျမလည်းနည်းနည်းပပဖျားရှစ်ခေါ်ပူဇော်နေတာ။ကျမကတော့ဒီဖျားရှစ်ခေါ်တာပူဇော်တာယုံကြည်ကိုးကွယ်မှုတွေအားလုံးကိုယုံကြည်ကိုမရှိရတာအတော်လေးကိုကြားနေပြီတိလား။ကျမတို့ဒီလောက်တောင်မှစိမ်းရဲနေလို့စိတ်ညစ်ပါတယ်ဆိုနေမှပဲကျမတို့လက်ထပ်ထားတာရှစ်နှစ်တောင်ကြော်လာခဲ့ပြီ ခလေးတယောက်မှမရသေးဘူးလေကြည်ရတာဆင်းရဲဒုက္ခတွေနဲ့ပူပင်တော့ကောက်တွေအလုံးကကျမတို့ဘဝမှာပဲရှိနေရတယ်ကြူပါရယ်အော်မိမရဲ့အလောက်တယ်ဝမ်းမနေပါနဲ့တရားကြရင်တော့မေတော်ရဲ့စွမ်းအားတွေကိုမင်းသဘောပေါက်နားလည်သွားမှာပါမေတော်ကအကြောင်းပြချက်ရှိလို့တော့အခုလိုလုပ်နေရဖျားသခင်ကနောက်ကြမှာပေးမယ်ဆိုရင်တော့မဘယ်တော့မှမပေးတော့ဘူးဆိုတဲ့အခြေအနေကတော့ရှိလာမှာမဟုတ်ဘူးငါတို့ကိုဖျားသခင်ကျင်းတည်ပေါက်ဆူတောင်းနေအားလုံးဖြည့်ဆည်းပေးမယ်လို့ငါတို့ယုံကြည်ရယ်ကဲ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 ဒါဆိုလို့ရှင်တော့ငါအလောက်ကိုသွားတော့မယ် ရှောင်းကလည်းအလုပ်ကိုထွက်ခွာသွားလိုက်ပါရီ။တဖြည်းဖြည်းနဲ့ရှောင်းတရားကိုအလုပ်တွေပို့ပြီးပမန်းလာခဲ့ပြီးအလုပ်လည်းမရတော့ပါဘူး။အိမ်မော်လေးစင်ရဒုက္ခနဲ့ပုံပြင်တော့ကောက်တွေကပုံမရောက်ရှိလာခဲ့ပါရီ။တရားမှာတော့ရှောင်းလည်းအလုပ်ကနေပမန်းဆင်ရွက်စွာနဲ့အိမ်ကိုပြန်လာခဲ့ပြီးနောက်မှာတော့သူ့မိမရှိုးပါကိုပြောလိုက်ပါရီ။ရှိုးပါရေဒီမှာနေရတာလုံးဝအဆင်မပြေတော့ဘူး။ငါတို့ကဘာအလုပ်မှလည်းမရဘူးနော်။ ငါလည်းတော်တော်လေးစူးစမ်းပန်းစားနေအလုံးလာရှာလိုက်တာငါတငယ်ချင်းဆိုရက်ချင်းနဲ့အတူတူတခြားရွာမှာအလုံးသွားလို့ဖို့အတွက်တစ်ခုအဆင်ပြေသွားတယ်။15ရက်လောက်သွားလို့ရမှာလီ။အဲဒါကြောင့်အလုံးမရှိမဲ့အတူတူတော့ငါသူနဲ့လိုက်သွားပြီးအဲ့ဒီမှာအလုံးလုံးဖို့အတွက်စဉ်းစားထားတယ်။ငါကအလုံးသွားလို့လို့ရှိရင်15ရက်ကြာမှဆိုတော့မင်းဒီမှာတယောက်ထဲနေရတာအဆင်ပြေပါမလား။တယောက်ထဲနေရောနေနိုင်ပါမလား။ရပါတယ်ရှင်။အလုံးကပို့ပြီးတော့အရေးကြီးရပါဘောရှင်သွားလုံးတော့။တယောက်ထဲနေရတာကရပါတယ်။ကျမနေတတ်တယ်။ ပတ်စံရှားမှာပေါ့ပတ်စံမရှိဘူးဆိုရင်တော့ကျမတို့အိမ်ရဲ့စားဝတ်နေရပို့ပြီးတော့ခက်ခဲသွားနိုင်မယ်။ရှင်ကျမတို့ဘာမှလည်းအရန်ကြီးစိတ်ပူမနေပါနဲ့ရှင်အေးအေးစိတ်စိတ်သွားခဏလေးတော့ရှင်လန်ခီးမှာစားတောက်ဖို့အတွက်တစ်ခုခုပြင်ဆင်ပေးလိုက်မယ်။ဒါမှရှင်ခီးသွားတာအဆင်ပြေမှာပေါ့။ရှိုးဘောကလည်းမိဖို့ကန်နေဝင်သွားခဲ့ပြီးနောက်မှာတော့ထမင်းဟင်းချက်ပြုတ်နေခဲ့ပါရဲ့။ရုတ်တရက်ကြီးသူမရေရေဖိတ်နေအောင်ကိုမသိပဲရေရေဖိတ်နေအောင်ကိုမသိပဲခြေထောက်နဲ့တက်နေမိသွားတဲ့အခါချော်လဲကျသွားခဲ့ပြီးခါထိသွားခဲ့ပါရဲ့။ ။သူမနာကျင်လုံးလုံးအတဲကြီးអော်လိုက်ကြပေါ့။အမလေးသေးပါပြီရှင်သေးပါပြီသေးပါပြီ။ဘာဖြစ်တာလဲမိမရဲ့ဘာဖြစ်တာလဲအဆင်ပြေရဲ့လား။ရှောင်းကလည်းရှိုးဘွားကိုအရာပေါ်ကိုတင်ပေးလိုက်ပါရီ။ဒီနောက်မှာတော့အနီးနားမှာနေနေတဲ့တာရင်စီစီဟာကိုသူအမြန်ဆုံးခေါ်ဆောင်လာခဲ့လိုက်ပါရီ။ကဲတားလိရေ။သူရဲ့ခြေထောက်ကဒဏ်ရအပြင်းထန်ရသွားတာပဲသူရဲ့ခြေထောက်မှာရှိတဲ့အရွက်ကပြဲသွားခဲ့ပြီသူပြန်နေကောင်းဖို့ဆိုရင်တော့တလားလောက်တော့ကြာလိမ့်မယ် ဒုက္ခပါပဲအခုဘလို့လောက်ကြမလဲအဆင်ပြေပါမလားငါအလုပ်ကိုသွားရအောင်မဲမင်းကလမ်းအောင်မရှောက်နိုင်တော့ရပါရဲ့ရှင်ကိစ္စမရှိပါဘူးကျမအဆင်ပြေပါရဲ့ရှင်သွားမှသာသွားစမှာအလုပ်ကပို့ပြီးတော့အရေးကြီးတယ်လေကျမချားခဲ့လိုက်ဒုက္ခပဲမင်းတို့ဒီအခြေအနေကြီးနဲ့ပြစ်ပြီးတော့ငါတယောက်တည်းဘလို့သွားရမှာလဲမဖြစ်သေးပါဘူးကွာငါမင်းတို့အရင်ကစိတ်ပူနေရမှာပေါ့မိမရဲ့ငါအလုပ်မသွားတော့ဘူးဆူရက်ကိုပြောလိုက်ကြမယ်ငါတို့ညင်းလိုက်မယ်မပြောပါနဲ့ရှင်မပြောပါနဲ့ဆူရက်ကိုညင်းနေတော့နဲ့အတော်လေးခက်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 နဲ့အလုပ်ရထားတာမဟုတ်ဘူးလား ရှင်အလောက်ကမသွားဘူးဆိုရင်တော့ဘာတွေဖြစ်သွားနိုင်လဲဆိုတာကိုရှင်သိရလားနောက်ထပ်ရက်အနေငယ်လောက်ကြာတဲ့အထိဘာအလုံးမရှိပဲနဲ့နေနေရမှာနော်ရက်အနေငယ်လောက်ပါပဲကျမအဆင်ပြေပြေနဲ့ဒီမှာနေနိုင်နေဘာမှလည်းစုံးရင်မနေနဲ့ကောင်းပြီကောင်းပြီဒါဆိုရင်လည်းကောင်းပြီငါအမြန်ဆုံးပြလာခဲ့မယ်မင်းကိုဟုတ်ကိုလည်းကြည့်ဆိုင်အောင်မေတော့ကျွန်တော်ကျွန်တော်ရဲ့မိမကိုမေတော့ရဲ့လက်ထဲမှာယုံကြည်စွာနဲ့အနန္ထားခဲ့မယ်နော်ကျွန်တော်ရဲ့မိမကိုကြည့်ဆိုင်ပေးပါဦးသူနဲ့အတူတူရှိနေပေးပြီးတော့သူ့ကိုစောက်ရှောက်ပေးပါ ဒီလိုနဲ့အချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာတော့ရှာမကလည်းတခြားတရွာကိုသွားဖို့အကြွားထွားခွာသွားခဲ့ပါတယ်။သူရဲ့မိမတယောက်တည်းအိမ်မှာဘလို့နေမလဲဆိုပြီးတော့လေသူစိုးရင်ပူပန်နေခဲ့ရပေါ့။သူကအလောက်သွားနေတဲ့လမ်းမှာလည်းတစ်ချိန်ကုန်လုံးသူကိုကိုွယ်တဲ့မေတော်စီကနေဆူတောင်းနေနေသွားနေခဲ့ပါတယ်။သူအပြင်ကိုထွက်ခွာသွားခဲ့တဲ့အခါမှာပဲမိန်းကလေးငယ်လေးနှစ်ယောက်အိမ်ကိုရောက်ရှိလာခဲ့ပါတယ်။မိန်းကလေးငယ်လေးတွေကအိမ်တကားလာချူနေခဲ့ရပေါ့။ရှိုးဘွားကတော့အိမ်ဟာပေါ်မှာလှဲအိမ်နေခဲ့ပါတယ်။သူမအတော်လေးခက်ခက်ခက်ခဲနဲ့ထပြီးနောက်မှာတော့တကောက်ဖွင့်ကြည့်လိုက်ပါတယ်။ ။ဟုတ်ကဲ့ဘယ်သူများလဲရှင်ဘယ်သူနဲ့တွေ့ကြလို့လဲ။ကျမနာမည်ကလက်ချမီပါသူရဲ့နာမည်ကတော့ Vidya တဲ့။ကျမတို့နှစ်ယောက်ကတော့ညီမတွေလေ။အကိုရှောင်းကအမကိုပြုစုဆောက်ရှောက်ပေးဖို့အတွက်လူမရှိတာနဲ့ကျမတို့နှစ်ယောက်ကိုလွှတ်လိုက်တာပါ။အကိုဆူရက်ကိုသိတယ်မလား။အကိုရှောင်းနဲ့အတူတူအလုပ်သွားလုပ်နေတဲ့အကိုလေ။ကျမတို့ကသူ့ရဲ့ခဲမလေးတွေပါ။ဟုတ်တယ်ဟုတ်တယ်ကျမတို့ကမနေ့ကပဲကျမတို့နေထိုင်နေတဲ့ရွာလေးကနေဒီရွာကိုရောက်လာခဲ့တာအကိုရှောင်းကပြောသွားခဲ့တယ်အမအနေမကောင်းဘူးတဲ့ အဲ့ဒါကြောင့်တို့အလောက်ကနေပြန်မလာမချင်းအမကိုစောက်ရှောက်ပြီးတော့ပြုစုပေးထားပါတယ်လေကြည့်ပါဦးသူကိုယ်တိုင်ပို့ပေးလိုက်တာလားတော်သေးရပေါ့သူကငါ့အတွက်အတော်လေးကိုစဉ်းစားပေးရပဲငါ့ကိုတော်တော်ကြီးဥစိုက်ပေးတယ်ဟုတ်တယ်အမရဲ့ဒါဆိုဘာမှအရင်ကြီးလဲစိုးရင်ပိုပဲမနေပါတော့နဲ့နော်အေးအေးစစ်စစ်အနာပဲရှူဟုတ်ပြီလားအရင်အလောက်တွေအကုန်လုံးကိုကျမလှုပ်ပေးမယ်ပြီးတော့အမကိုလည်းကောင်းကောင်းပြုစုစောက်ရှောက်ပေးပါမယ်အမခြေထောက်မှာဒဏ်ရာအကြီးအကျယ်ရထားတယ်မဟုတ်လားအကိုရှောင်းကကျမတို့ကိုပြောပြသွားခဲ့တယ်လေ ခဏလေးအေးစစ်စစ်ထိုင်နေပါကျွန်မအခုချက်ချင်းပဲတခုခုပြင်ဆင်လာခဲ့ပြီးပါမယ်နော်ခဏနေပါဦးအိမ်မှာစားတောက်ဖို့အတွက်ဘာမှရှိတာလည်းမဟုတ်ဘူးနင်တို့ကငါ့အတွက်ဘာရင်းများပြင်ဆင်ပေးမှလဲဘာမှအရန်ကြီးလဲစွန့်ရင်မနေပါနဲ့ပစ္စည်းတွေအားလုံးဝယ်ပြီးတော့ပို့ပေးထားတယ်အဲ့ဒီပစ္စည်းတွေကိုကျွန်မတို့ယူဆောင်လာခဲ့တယ်လေခဏလေးတော့ကျွန်မအခုပဲတွားရှူလာခဲ့မယ်ရှိုးဘမသိတာကတော့သူ့ရဲ့အိမ်ကိုရောက်ရှိလာခဲ့တဲ့သူတွေကဘယ်သူတွေလဲဆိုတာကိုပါမဲတော့နှစ်ပါးလုံးကိုတိုင်ကိုကြာသူ့အိမ်ကိုရောက်ရှိလာခဲ့ပြီးသူ့ကိုပြုစုဆောင်ရှောက်ပေးနေခဲ့ကြတာပါ မဲတော့နှစ်ပါလုံးကလည်းတို့ရဲ့စွမ်းအားတွေကိုအသုံးပြုပြီးနောက်မှာတော့မိဖို့ကန်တစ်ခုလုံးကိုကုံချောက်တွေနဲ့ဖြည့်လိုက်ပါရီအရာအပြင်လိုအပ်တဲ့ပစ္စည်းတွေနဲ့ရွှေငွေလက်ဝတ်လက်စားတွေလည်းအပြည့်ပါပြီမဲတော့ကတော့ရှိုးပါးကိုကောင်းကောင်းကယူဆိုင်ဆောက်ရှောက်ပေးခဲ့ပါရီမဲတော့ကရှိုးပါးရဲ့ခြေထောက်ကိုစိတ်အေးချလိမ့်ပေးလိုက်တဲ့အခါမှာတော့ရှိုးပါးရဲ့ခြေထောက်တွေချက်ချင်းနေကောင်းကြမ်းမာသွားပါရီနေတုံးနှစ်ယောက်ရောက်လာတာအရင်အကောင်းနဲ့ငါဘလောက်တောင်မှအဆင်ပြေသွားလဲဆိုတော့ပြောတော့မပြောပြတတ်တော့ဘူးတဲ့ရလုံးကအတော်လေးကယူဆိုင်ဆောက်ရှောက်ပေးကြရတယ်နော် နှစ်ယောက်လုံးအခုလိုအကူအညီပေးတဲ့အတွက်ငါအခုလိုမျိုးနေပြန်ကောင်းချမ်းမာလာတာပေါ့။ဒါနဲ့အခုနေတော့နှစ်ယောက်ပြန်တော့မယ်ဆိုတဲ့စကားကိုကြာတော့ငါအတော်လေးကိုဝမ်းနေမိတယ်။နောက်ထပ်အချက်အနေငယ်လာဒီမှာနေကြပါအောင်လား။အခုတော့ကျမတို့ဒီကနေသွားမှဖြစ်တော့မယ်မနေ့ပြန်ကြရင်အကိုရှာမကလည်းပြန်လာတော့မှာမဟုတ်လားကျမတို့ဒီမှာနေနေတာရက်ပေါင်းများစွာကြာနေပြီလေကျမတို့ဘလို့မဆိုပြန်သွားမှဖြစ်မယ်အခုဆိုရင်အမကပြန်ပြီးနေကောင်းကြမှာသွားပြီလေဒါနဲ့ကျမတို့မသွားခင်မှာတစ်ခုလောက်ပေးခဲ့ခြင်းပါရဲ့ရှင်ကဲလျှော့ဒီအောင်သည်ဒီအောင်သည်ကိုယူထားလိုက်နော် ုံးဒီအုံးဒီကိုဘာဖြစ်လို့ပေးတာလဲဒီအုံးဒီကိုခွဲပြီးတော့စားလိုက်ပါအကြာကအရန်ကိုကောင်းမွန်တဲ့အရာတစ်ခုကိုဖြစ်လာစေလိမ့်မယ်တိတ်မကြခင်မှာလည်းကိုဝင်ဆောင်ရလိမ့်မယ်တကယ်ပြောနေရတော့နင်တို့ကတကယ်အရန်ကိုသဘောကောင်းကြတဲ့သူတွေပဲနင်တို့နှစ်ယောက်ကငါရဲ့စင်ရဒုက္ခတွေနဲ့ပူဆွေးတော့ကတွေအားလုံးကိုတိနေတယ်လို့ကိုခန်းစားရတယ်ငါတောင်ကျင်းတိစားမယ်တီလားတို့ပြန်သွားခဲ့ပြီးညနေခင်းမှာပဲရှောင်းနဲ့ဆိုရက်တို့နှစ်ယောက်လုံးအင်ကိုပြောင်းလာခဲ့ကြပါလိမ့်သူကလည်းရှောင်းကိုမိန်ကလေးနှစ်ယောက်အကြောင်းပြောပြခဲ့တဲ့အခါမှာအံအားသင့်ကုန်ကြပါရဲ့။ဆူရက်စ်မှာခဲမတရားမှမရှိပါဘူး။ ရှောင်းကိုတိုင်းကလည်းဘာတွေဖြစ်သွားမှန်းလုံးဝနားမလည်နိုင်ဖြစ်နေပါရဲ့။ငါဘယ်သူ့ကိုမှမလှုပ်ခဲ့ပါဘူး။ဒါနဲ့ရှော်ပါရဲ့မင်းချောက်ကလည်းလုံးဝပြန်ပြီးတော့ကျမ်းမာသွားပြီနော်။တိုင်းစစ်စီကပြန်ကောင်းဖို့အတွက်အချိန်ကြာမယ်ဆိုပြီးပြောထားတယ်မဟုတ်လား။လက်စမီနဲ့ဖီတီယာတို့နှစ်ယောက်လုံးကကျမရဲ့ချောက်ကိုတေချစိမ့်လိမ့်ပေးကြတယ်။အားရကြောင်ကျမကျမ်းမာသွားတာလေ။ရှင်သူတို့ကိုကျမစီမလှုပ်ပေးဘူးဆိုရင်တော့ဘယ်သူကလှုပ်ပေးလိုက်ကြလဲ။သူတို့ကပစ္စည်းတွေအများကြီးလည်းယူလာခဲ့ကြသေးရဲ့တိလား။မယောင်ရင်တော့ရှင်မိဖို့ကံနဲ့တွားကြည့်လိုက်လေ။ ရှောဘာကလည်းဒီအချိန်မှမိဖို့ကန်ထဲကိုဝင်လာပါ။သူမကလည်းရှာမကိုသူနဲ့အတူတူခေါ်သွားလိုက်ပါရီ။မိဖို့ကန်ထဲမှာပစ္စည်းတွေအများကြီးပတ်စံတွေနဲ့ရွှေငွေလက်ဝတ်လက်စားတွေကိုတွေ့ကြရတဲ့အခါမှာအံ့အားသင့်ကုန်ကြပါရီ။ဒါအပြင်ကျန်းပြင်ပေါ်မှာလည်းမဲတော့နှစ်ပါလုံးရဲ့ခြေရာတွေကိုတွေ့လိုက်ရပါရီ။သူတို့ကလည်းချက်ချင်းသဘောပေါက်သွားခဲ့တဲ့အခါမှာမျက်ရည်တွေစီးကျလာပါရီ။ခြေရာတွေအပေါ်မှာနှစ်ဖူးနဲ့ထုပြီးတော့ငိုနေကြကြတာပေါ့။ရှောဘာလည်းအခုချိန်မှာအရာအလုံးကိုနားလည်သွားပါရီ။ ရှိုးပါမဲတော်ကိုတိုင်းငါတို့စီရောက်လာခဲ့ရပဲမင်းကိုပြုစုပေးခဲ့တဲ့စောက်ရှောက်ပေးခဲ့တယ်ငါရဲ့အိမ်ကိုလည်းဒီလောက်တောင်မှချမ်းသာကျွေးဝမှုတွေပေးသွားခဲ့တယ်မဲတော်ကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကဖူးမြောက်ခွင့်မရခဲ့ဘူးဆိုပေမဲ့အခုလိုကျွန်တော်တို့ကိုပြည့်စုံချမ်းသာစေတဲ့အတွက်တကယ်ကိုဝမ်းသာကုန်ရှုမိပါတယ်ကျွန်မကတော့တို့ကိုဖူးမြောက်ခွင့်ရခဲ့ပေမဲ့မမှန်မိနိုင်ခဲ့ဘူးကျွန်မကတော့မဲတော်တို့ကိုပြုစုခိုင်းခဲ့တယ်အလောက်တွေလည်းအများကြီးခိုင်းခဲ့မိရဲ့ရှင်ကျွန်မပြစ်ဒဏ်တင်ပြီလား မေတော့ကျမရဲ့မာရွေးနဲ့အပြုတ်မှုတွေအတွက်တောင်းပန်ပါတယ်ကျမကိုခွင့်လွှတ်ပါရှင်မေတော့ကကျမအတွက်အများကြီးလုပ်ပေးခဲ့တာပဲကျမကမေတော့ကိုကောင်းကောင်းတော့ရှခိုးပူဇော်ခဲ့တာမဟုတ်ဘူးဒီလိုနဲ့နှစ်ယောက်သားကလည်းဘုရားကျောင်းကိုသွားပြီးရှခိုးပူဇော်ခဲ့ကြပြန်ပါတယ်အခုဆိုရင်တော့တို့ဘောကလုံးဝပြောင်းလဲသွားခဲ့ပြီးပျော်ရွှင်ဝမ်းသာမှုတွေအားလုံးကိုရရှိသွားပါတယ်ဒီနောက်မှာရှိုးဘွားကလည်းအုံဒီစားလိုက်ပါတယ်ကိုလာကြမြင်သွားခဲ့တဲ့အခါမှာတော့ချစ်စရာကောင်းတဲ့ကလေးတယောက်ကိုမွေးဖွားလိုက်ပါတယ်မေတော့ရဲ့ကောင်းချီးပေးမှုတွေကြောင့်တို့နှစ်ယောက်ရဲ့ဘဝကပျော်ရွှင်မှုတွေနဲ့ပြည့်သွားခဲ့ပါတယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်